င်္ဂလာမနက်ခင်းပါရှင်2025ခုနှစ်မေလ1ရက်နေ့ Radio Energy ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမှပါကျွန်မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ Energy မှဆီယာနာသိမ်းမှုဖယ်ရှားရင်းနဲ့ Federal Democracy တိဆောက်ရေးမဟာဗျူဟာ6ချက်ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်မြို့သားညီညွတ်ရေးအစိုးရ Energy ရဲ့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့ Federal ပြည်ထောင်စုတိဆောက်ရေးအတွက် မဟာပြူဟဥတီကျဲ6ချက်ကိုအေပီလ30ရက်ညပိုင်းမှာထုတ်ပြန်ကြေညာခဲ့ပါတယ်။စူပါကြေညာချက်အရ NUG သည်ဆင်အနာသိမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်၏နိုင်ငံရေးပါဝင်မှုကိုအပြီးတိုင်အဆုံးသတ်ရန်ကတိပြုထားပြီးဒုတိယအနေဖြင့်လက်နက်ကင်တပ်ဖွဲ့များအလုံးကိုဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသောရတားဆူရဤစီမံအုပ်ချုပ်မှုအောက်တွင်ထားရှိရည်မှန်းထားကြောင်းဒါ့အပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး၎င်းကိုပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှုများကိုတိုက်ဖျက်ရန် သက်ဆိုင်သူများအားလုံးလက်ခံနိုင်သောဖရနီဒီမိုကရေစီစနစ်ကိုခြေခံသည့်ဖွဲ့စည်းပုံခြေခံဥပဒေသစ်တရက်ပြဋ္ဌာန်းရန်နှင့်၎င်းနှင့်အညီဖရဒီမိုကရေစီတည်ထောင်စုအသစ်တည်ဆောက်ရန်တို့ပါဝင်ပါကြောင်းနှင့်ဆက်လက်ပြီးပြပခတွင်လိန်နှင့်ဂျာမန်ခြေခံအကြမ်းဖက်မှုများပါဝင်မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုလုပ်ငန်းစဉ်ကိုဖော်ဆောင်ရန်တို့ပါရှိပါရရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့ International Labor Conference ILC ရဲ့ဂျမတ်စစ်တပ်အား International Labor Organization ILO Article 33အရထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေးတွဲဆုံဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်ဧပြီလ30ရက်ဗုဒ္ဓဟူးနေ့3နာရီအချိန်တွင်ဒီတော်စုလွတ်တော်ကိုစားပြုကော်မတီ၏အလို့သမားရေးရာကော်မတီနိုင်ငံတကာဆက်ဆံရေးကော်မတီနှင့်မြို့သားညီညွတ်ရေးအစိုးရအလို့သမားဝန်ကြီးဌာနတို့သည်စကောင်းစီအား Article 33အရအရေးယူဆောင်ရွက်နိုင်ရေးနဲ့ လုံးဝဆိုင်ကိုယ်စားလှယ်ဖွဲ့အားအတိမတ်ပြုရေးကိစ္စနဲ့ဆက်လင်းပြီးဗီဒီယိုကွန်ဖရင့်မှာတက်ဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့တင်ရရှိပါရယ်။စီဝေးမှရေးရာကော်မတီဖွဲ့ဝင်များက2025ခုနှစ်ဇွန်လ၌ပြုလုပ်မိ133ချိန်မြောက် International Labor Conference ILC တွင်တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား International Labor Organization ILO Article 33ဖြင့်ပြည်ပဆိုင်ရာလူ့သမားဖွဲ့ကထိရောက်စွာရေးယူဆောင်ရွက်နိုင်ရေးမြန်မာနိုင်ငံရဲ့အစိုးရဦးဆောင်သည့်သုံးမွင့်ဆိုင်ကိုယ်စားလှယ်ဖွဲ့အား ILO တွင်အသိမှတ်ပြုရေးကိစ္စများနဲ့ဆက်လင်းပြီးသိရှိလိုသည့်များမေးမြန်းဆွေးနွေးကြကြရာလူသမားဝန်ကြီးဌာနအနေဖြင့်ကဏ္ဍလိုက်ဆောင်ရွက်ထားရှိမှုကိစ္စရပ်များနဲ့ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတဲ့စီဝေးမှလူသမားရေးရာကော်မတီဥက္ကဋ္ဌတွင်ရမှုနှင့်အဖွဲ့ဝင်များနိုင်ငံတကာဆက်ဆံရေးကော်မတီတွင်ရမှုနှင့်အဖွဲ့ဝင်များယုဒညညွေအစိုးရလုံထမဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများကလွတ်တော်နှင့်ဝန်ကြီးဌာနတို့အနေဖြင့် ရှင်းဆက်ပူပေါင်းလုံဆောင်သွားနိုင်မည့်လုပ်ငန်းစဉ်များကိုဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့တရညာရှိပါတယ်ရှင်။ဆလဘီရေစကြိုမြို့နယ်တွင်မြို့သမီးနှင့်ကလေးတငယ်ကာကွယ်ဆိုင်ရာတင်နန်းကိုဒေသခံရဲရွာလူလူအားပို့ချခဲ့တဲ့တရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းရေစကြိုမြို့နယ်မှာမြို့သမီးနှင့်ကလေးတငယ်ကာကွယ်ဆိုင်ရာတင်နန်းကိုလူခွေးဆိုင်ရာတာဝန်ခံကဦးဆောင်ပြီးမြို့သမီးနှင့်ကလေးတငယ်များပါဝင်ဒေသခံရဲရွာလူလူအားပို့ချခဲ့ကြောင်းတရညာရှိပါတယ်။ ဇဝါတင်တန်းမှာမြို့သမီးခွင့်ရေးများနဲ့ဆက်လင်းသည့်အကြောင်းအရာများမြို့သားညီညွတ်ရေးအစိုးရကပြဋ္ဌာန်းထားသည့်ကလေးငယ်ကာကွယ်စောင့်ရှောက်ရေးမူဝါဒနဲ့ကလေးငယ်များပေါ်ကျွလွန်သည့်အကြီးမားဆုံးချိုးဖောက်မှု6ရက်အစတည်းတို့ကိုကိုးကားပြီးပို့ချခဲ့ပါတယ်။မြို့သမီးနှင့်ကလေးငယ်များကိုကာကွယ်ပေးသည့်အကြောင်းအရာများနှင့်ဆက်လင်းပြီးအသိပညာတိုးပွားမှုရရှိခဲ့ကြောင်းကိုတင်နန်းသူတို့ကမြန်မာနိုင်ငံမှာမြို့သမီးတွေကိုကာကွယ်ပေးတဲ့စာချုပ်တွေကလေးတွေကိုကာကွယ်ပေးတဲ့စာချုပ်တွေ ကျွန်မတို့ပေါ်မှာချိုးဖောက်ခံရရင်လည်းတိုင်ကြားနိုင်တဲ့ရန်တရားတွေရှိမှန်းလည်းမသိခဲ့ဘူးခုလိုဆရာမတို့ပြောပြမှသိခဲ့ရတယ်ကျွန်မတို့မှာခွင့်ရင်းဆိုတာဘာမှမသိလောက်အောင်ချိုးဖောက်ခံနေရတာတွေခုမှသိလာရတယ်ခုလိုမျိုးကာဝယ်ပေးတာတွေရှိမှန်းသိလာတော့ကျွန်မတို့အနေနဲ့လူခွင့်ရင်းချိုးဖောက်ခံရတာတွေအကြမ်းဖက်ခံရတာတွေကိုတိုင်ကြားနိုင်တယ်ဆိုတဲ့အကြောင်းသိရတာနဲ့တဲ့စိတ်လုံခြုံမှုတွေခံစားရပါတယ်လို့ပြောကြားခဲ့ပါတယ်ဆိုပါမျိုးသမီးနဲ့ကလေးတွေကာကွယ်စောင့်ရှောက်ရေးဆိုင်ရာတင်နန်းကို ယူသမီနှင့်ကလေးသင်ငယ်များပါဝင်ရဲရွာဒေသခံပြည်သူလူထုတင်နန်းသား210ဦးတက်ရောက်ခဲ့ပြီးတင်နန်းသားများကအပြန်အလှန်မေးခွန်းများမေးမြန်းပြီးဆွေးနွေးဖလှယ်ခြင်းများကိုလည်းပြုလုပ်ခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်တင်ပြပေးဦးမယ့်သတင်းကတော့ငလင်ဘေးအထူးကိုက်ခဲဆုံးဒေသများမှာလူဦးရေ6.3သန်းဟာအကူအညီများနဲ့ကာကွယ်စောင့်ရှောက်ပေးမှုများရေးတကြီးလိုအပ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ မလ28ရက်နေ့ကစကိုင်းမြို့ကိုဗဟိုပြူပြီးလှုပ်ခတ်သွားခဲ့တဲ့အင်အား9တသမ9အဆင့်ရှိစကိုင်းငလင်ကြောင့်လူရေ3000ကျော်တေဆုံးခဲ့ရပြီးစူပိုင်အင်အားပြည့်နေငလင်ချင်းလှုပ်ခတ်ခဲ့ပြီးဒလကြာအထိမြန်မာနိုင်ငံကပြည်သူလူထုဟာငလင်နောက်ဆက်တွဲအခက်အခဲတွေကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာငလင်ကြီးမလုတ်ခတ်ခင်ကတော့လူရေ16.6တန်းဟာလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေရှိနေခဲ့ပါတယ်။၄ရက်နေကြောင့်နောက်ထပ်လူရေ2တန်းဟာအကျက်အတဲနဲ့ရင်ဆိုင်နေရပါတယ်။ ငလင်ဘေးထိခိုက်ခဲ့ဆုံးဒေသတွေမှာရှိတဲ့လူဦးရေ6တသမ3သန်းဟာအကူအညီတွေနဲ့ကာကွယ်စောင့်ရှောက်ပေးမှုတွေရေးတကြီးလိုအပ်လျက်ရှိပါတယ်လို့ UNOCHA မြန်မာကထုတ်ပြန်ပါတယ်။ထိခိုက်ခဲ့သူအချို့စီအကူအညီတွေပေးနိုင်ခဲ့ပေမဲ့အများစုမှာတော့ခိုလုံစရာနေရစာနေရိက္ခာနဲ့ဂျမိုင်းစောင့်ရှောက်မှုတွေလိုအပ်နေဆဲဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ဆက်လက်တင်ပြပေးအုံမဲ့တဲ့ရင်ကတော့လုံသမားများလွတ်လပ်လုံခြုံတဲ့လူဦးဖွံ့ဖြိုးရေး SDB ဘဏ်တွင်လုံအားကများစုဆောင်းနိုင်တယ်လို့ဖိတ်ခေါ်တဲ့သတင်းပဲဖြစ်ပါတယ်။လုံသမားများလွတ်လပ်လုံခြုံတဲ့လူဦးဖွံ့ဖြိုးရေး SDB ဘဏ်မှာလုံအားကတွေကိုစုဆောင်းနိုင်တယ်လို့လူဦးဖွံ့ဖြိုးရေး SDB ဘဏ်ကဧပြီလ30ရက်မှအတည်ပြုခြင်းညပါတယ်။လွတ်လပ်လုံခြုံတဲ့ SDB နဲ့လုံအားကကိုစုဆောင်းစီမံမှာလက္ခဏာဤတိုင်းရင်ခုန်ရတဲ့စူးစမ်းရှာဖွေထားတဲ့ချွေးနှဲစာလုံအားကများကို ဘယ်မှာဘယ်လိုတွေတုံးဆွဲမယ်ဆိုတာကိုစီမံခန့်ခွဲနိုင်မှုအတွက်တင့်အတွက်ဗတ်စုံသုံးနိုင်တဲ့ຫນွေဥပန်းရှိပါတယ်။ SDB ကတကောက်နဲ့နဲ့ဒါရီအလုံးလုံးဆောင်နိုင်ပြီလို့ကြေညာထားပါတယ်။ SDB ဘဏ်အကောင့်နဲ့အိမ်မက်တွေကိုကန်ဆန်းဖော်ဆောင်နိုင်မဲ့ຫນွေဥတီထူးခြင်း SCF မှာမြေပြင်ကမ်ပိန်းများတိုက်ရိုက်ထောက်ပို့ခြင်းနာဂတ်အတွက်အတွုံုံဖြင့်မြန်မာကျပ်ငွေနဲ့စီးရင်တဲ့အချင်းကမ္ဘာရွှေတန်မိုးရှိ SDB Gold Token စုဆောင်ခြင်း ။နိုင်ငံသားငွေကြေးဆဲမျိုးတွေကကြိုက်ရငွေကြေးနဲ့မုံဘိုးပေးထောက်ပံ့ခြင်းတို့လှုံ့ဆော်နိုင်တယ်လို့သိရှိရပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့မန္တလေးမြို့ရဲ့အရှိတောင်ဘက်35ကီလိုမီတာကွာတွင် Crystal Scale 4.3အဆင့်နဲ့အင်အားသင့်တင်ရှိတဲ့မြင်းကလေးတစ်ခုထပ်မံလုခတ်ခဲ့တဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်ဧပြီလ30ရက်နေ့မြမစံတော်ချိန်ည9:04မိနစ်အချိန်ကတွင် မန္တလေးတိုင်းမန္တလေးမြို့ရှိတောင်ဘက်35ကီလိုမီတာကွာ3000ရွာမှခြေရွာနီးမြေအောင်နဲ့16ကီလိုမီတာကိုပဟုပြုပြီး Richter scale 4.3အဆင့်နဲ့အင်အားသင့်တင့်ရှိတဲ့မြင်းကလေးတစ်ခုထပ်မံလုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ BNL ဆိုင်ရာစီမံခန့်ခွဲဦးကြီးဌာနကထုတ်ပြန်ထားပါတယ်။သကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လုပ်ခတ်နိုင်ပြီးအတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရများနဲ့အညီနေထိုင်ကြပါရန်ထပ်မံအသိပေးအပ်တယ်လို့ဆိုထားပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့တာကီနဲ့ Carshell တို့ကပေးပို့ထားတာဖြစ်ပါရဲ့ရှင်။